မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးတစ်ပုဒ်အနေနဲ့ပြည်သူ့အပေါ်အနစ်နာခံမှုနဲ့နိုင်ငံရေးဥဆောင်မှုပေးနေသောဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီစုရှင်အဖြစ်ရွေးချယ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြည်သူအပေါ်အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဦးဆောင်မှုပေးနေသောဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ခုံရေးဆုရှင်အဖြစ်ရွေးချယ်လိုက်ကြောင်းပြည်သူ့ခုံရေးအသင်းကသတင်းထုတ်ပြန်ပါတယ်။2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ခုံရေးအသင်း၏ဂုဏ်ပြုသူအဖြစ် အကျဉ်းချခံရသော ပြည်သူ့ခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သည်ဒုမအီဘဝတလျှောက်လုံးမြန်မာနိုင်ငံနှင့်ပြည်သူများပေါ်ထားရှိသောအနစ်နာခံမှုမေတ္တာတရားနှင့်နိုင်ငံရေးဦးဆောင်မှုများပေါ်ကျေးဇူးတင်စကားဆိုခြင်းနှင့်အကြမ်းဖက်ဆက်အာဏာရှင်ကိုဒုမထောက်ဘဲကြမ်းကြမ်းခံတွန်းလှန်နေသည့်စိတ်ခွန်အားများကိုဥညွတ်ဂုံပြုခြင်းလည်းဖြစ်ကြောင်းအသိပေးထားပါသည် မတရားဖန်စီထိမ့်သိမ်းခံနေရသောဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုံရေးအသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်သူ့ဂုံရေးအသင်းကသတင်းထုတ်ပြန်ထားကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တင်ကတော့အေအေနဲ့ဆက်သွယ်၍ဆိုပြီးအေယာဝတီမှာစီးပွားရေးလုပ်ငန်းရှင်၉ဦးအပါ၁၁ဦးဖမ်းဆီးခံထားရတဲ့တင်ကို တင်ဆက်ပေးပါမယ်။ အာရခတက်တော်အေအေနဲ့ဆက်သွဲထောက်ပံ့၍ဆိုပြီးအေရီတိုင်းဒေသကြီးငတိုင်းချောင်းမြို့မှာစီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၂ဦးဖမ်းဆီးခံထားရကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရပါတယ်။အာရခတက်တော်အေအေထိန်းချုပ်ထားသောရခိုင်ပြည်သို့ကုန်ပစ္စည်းများတင်ပို့ပြီးအေအေအားထောက်ပံ့ပေးသည်ဟုဆွဆွဲချက်ဖြင့်အာနာသိန်းစစ်ကောင်စီက၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဆိုပါတယ်။၎င်းတို့ကိုအေဗီလ၁၉ရက်မှ၂၁ရက်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးငတိုင်းချောင်းမြို့ကနမဲကြီးပွဲ ုံတစ်ခုဖြစ်သည့်ရွှေပြည်အေးပွဲယုံမှလုပ်ငန်းရှင်များပါဝင်ကြပါသည်စီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၂ဦးနှင့်၂ဦးမှဆိုင်ကယ်ကယ်ရီမောင်းသူများဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDR ထောက်ပို့လုပ်သည်ဆိုပြီးဖမ်းဆီးခံထားရခြင်းဖြစ်ပါသည် စီးပွားရေးလုပ်ငန်းရှင်များနဲ့ဆိုင်ကယ်ကယ်ရီမောင်းသူနှုတ်ကိုရေကြီးမြို့နယ်ရဲစခန်းတွင်ထိမ့်သိမ်းထားရှိပြီးစစ်ကောင်စီကစစ်ဆေးမေးမြန်းနေကြောင်းနဲ့မိသားစုဝင်များကတွေ့ဆုံခွင့်မရသေးကြောင်းပြောဆိုထားကြပါတယ်။စစ်ကောင်စီက2025ဖေဖော်ဝါရီလ17ရက်နေ့တွင်လည်း73စီရောင်းဝယ်သူလုပ်ငန်းရှင်သုံးဦးကို PDF ထောက်ပို့ဟုဆွဆွဲကဖမ်းဆီးခဲ့ပြီးတအူးလည်းငွေကျပ်3900တောင်းယူကပြန်လွတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ စကိုင်းတိုင်းအင်းတော်မြို့နယ်မှာအစွန်းလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုကျူးလွန်ရမှာပါဝင်ခဲ့တဲ့ဖြူစောထီတွေနဲ့မြို့ရဲကပြည်သူတွေကိုဖမ်းဆီးမှုတွေကိုဥဆောင်လုပ်ခဲ့တဲ့အုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအရာရှိ30ကျော်ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါရယ် ကောင်းတို့ကိုပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကတင်ပိုင်ရရှိခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။ယခုလက်ရှိဖမ်းမိထားတဲ့တဲမှာအင်းတော်မျိုးနယ်မှာ2022ခုနှစ်အောက်တိုဘာ28ရက်နေ့တုန်းကနတ်မဟုတ်ကြီးရွာကတော်လန်ရေးတပ်ဖွဲ့ဝင်တချို့ရဲ့မိသားစုဝင်အမျိုးသားရှိဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာဥဆောင်ပါဝင်ခဲ့တဲ့တရွာတဲသာပြူစောထီကောင်းဆောင်တင့်စော်ဝင်လဲပါတယ်လို့အင်းတော်ဒေသခံတော်လန်ရေးနဲ့နှိဆက်သူတို့ကပြောပါဗျ။ အဲ့ခါတော့ငါနမဟုတ်ကြီးရွာကိုစစ်ချောင်းထိုးတာပေါ့လေအဲစစ်ချောင်းနဲ့အတူကအဲ့ရွာသားတင့်စော်ဝင်းလေးပါလာတယ်။သူကတရွာသေးသားဆိုတော့ဘသူတွေက PDF တွေရဲ့မိသားစုတွေဆိုတာသိတယ်လေ။သူပဲလက်ညှိုးထိုးပြီးဘသူတွေကိုဖမ်းဘသူတွေကိုဖမ်းဆိုပြီးလက်ညှိုးထိုးဖမ်းခိုင်းတာလို့တရင်ရှင်မြစ်ကဆိုပါတယ်။ ဒါပြင်အင်းတော်မျိုးနယ်မှာပြည်သူတွေကိုဖမ်းဆီးပြီးအကြမ်းဖက်အားပေးသူလို့ခေါင်းစဉ်တက်ထောင်ချမှုတွေမှာဥဆောင်ခဲ့တဲ့မြို့နယ်မှုလှတဲ့ပြည်စောတီခေါင်းဆောင်အောင်မြင့်နိုင်ပြည်စောတီအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်းနဲ့မြို့နယ်ဦးစီးမှုအပါအဝင်အဖွဲ့ဝင်38ယောက်ကိုဖမ်းဆီးရမိထားတယ်လို့လည်းပြောပါရတယ်။ တင်းဆောင်ဝင်းတို့လှတင်းတို့အောင်မြင့်နိုင်တို့အောင်ဝင်းတို့ကြတော့အင်းတော်မျိုးကန်နေဖြစ်တော့ဘသူကဒေါ်လာကြီးကိုထောက်ပံ့နေတယ်ဘသူကတော့ဘလို့ကူပေးနေတယ်ဆိုတာကိုသူတို့ကသိတယ်သူတို့ကပဲရဲတွေခေါ်ပြီးဥဆောင်ဖမ်းပေးနေတာသူတို့ကြောင့်ဖမ်းခံရသူတွေအသက်ခံရသူတွေမနေဘူးလို့အင်းတော်ဒေသခံကပြောပါတယ်အဲ့ဒီအပြင်၎င်းတို့အဖွဲ့ဟာစစ်တပ်အတွက်လုံနေတဲ့ထောက်ပံ့မှုတွေကိုလည်းလှုပ်ဆောင်ပေးပြီးအရာရှိတွေအတွက်လည်းတလ300ချီပတ်စံရှာပေးနေတာတွေပါလှုပ်ဆောင်ပေးကြောင်းလည်းသိရပါဗျ။ တရင်ဌာနကရရှိတဲ့ဗီဒီယိုဖိုင်မှာတော့ဖန်စီရမိထားတဲ့မြို့နယ်မှုပြူစောချီနဲ့ SNL တပ်သားတွေပါဝင်တာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစတင်ခဲ့တဲ့စကိုင်းတိုင်းအင်းတော်မြို့တင်တိုက်ပွဲကိုအေဗီလ9ရက်နေ့ညပိုင်းမှာဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေနဲ့တပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးအပါအဝင်စစ်တုံးမှန်180ကျော်ကိုဖန်စီရမိထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မင်းအောင်လိုင်းဤဘုံကျဲမပြည့်အပြည့်ရဲ့တပတ်တိုးပြန်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းမှာ၎င်းပေးထားသည့်ဂတိကိုတီမီဆိုယုံမြသဘောဖြင့် AB 30ရက်ထိအပြည့်ရထားမည်ဟုဆိုလာပြန်ပါတယ်။၎င်း၏စကားသည်မိတို့များအနှစ်သာရမရှိဆိုသည်ကိုလည်းအားလုံးကသဘောပေါက်ထားကြပြီလည်းဖြစ်ပါတယ်။ တပတ်မကတနှစ်တိုးသည့်စိုးစီအိုမြေသူကားများလည်းခေါင်းထဲထည့်ထားကြတော့မည်မဟုတ်ပေ Economic Magazine ကြီးကအပြည့်အထားသည့်ဆိုသောကာလအတွင်းပြည်သူများအားလေကြောင်းမှအချိန်ပေါင်း120ခန့်တိုက်ခိုက်ခဲ့၍လူပေါင်း80သေဆုံးသွားရသည့်သတင်းကိုကမ္ဘာသည့်ထုတ်ဖော်ရေးသားလာပါသည်၎င်းတို့၏လုံရကြောင်းမြန်မာသည်နှစ်ထပ်ကွန်းကတ်ဆိုက်ခဲ့ရပြီဖြစ်သည်ဟုလည်းခေါင်းစဉ်တတ်ထားပါသည် မြန်မာပြည်သူများအဖို့လည်း၎င်းတို့အားလူလိုပင်သဘောမထားတော့ပဲကိန်းကနန်တစ်ခုမြသာယူဆခံခဲ့ရသည့်အဖြစ်ကိုလည်းတသက်တာမေ့ပြောင်းနိုင်ကြမည်မဟုတ်ပေလက်ရှိတွင်မြင်းကလင်းတန်တဲ့ပြည်သူ6000ခန့်ရွက်ပြင်တဲများနဲ့နေနေကြရပြီးလူနှစ်သန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကုလသမဂ္ဂကထုတ်ဖော်ပြောဆိုခဲ့ပါသည်နိုင်ငံခြားရေးကမ္ဘာလှည့်ခီးသွားနှင့်ဗဟိုဘဏ်တို့လည်းအပြင်တွင်တဲထိုး၍လေပတ်နေရပါသည်စစ်ကောင်စီသည် နေပြည်တော်ဖြစ်သွားသည်ကိုရခိုင်ကလေးက ရခိုင်အနေထားအတိုင်းပြန်ရောက်အောင်မြို့တို့မြမစွမ်းဆောင်နိုင်တော့ပြီနေပြည်တော်သည်မန္တလေးပြီးလျင်အသေးပြောက်အများဆုံးဖြစ်သည်ဟုသိရပါတယ်ဝန်ထမ်းအင်အား136လုံးပြုကျသွားပြီး494လုံးပျက်စီးသွားပြီး610သည်လူနေ၍မဖြစ်တော့ဟုလည်း၎င်းတို့ထုတ်ပြန်သောသတင်းများတွင်ဆိုပါတယ် မင်းအောင်လိုင်ကမူအကြီးစားတစ်ခုတည်းသောအဆောက်အအုံများတိစောက်ခြင်းထက်တင်းငယ်ပြီးစနစ်တကျစီမံထားသောအဆောက်အအုံများကိုတိစောက်တင်ကြောင်းငလင်တန်ကို၈ .3% ခန်းနိုင်ရရှိရန်လှုပ်သွားမည်ဟုဆိုပါရယ်သို့သောမင်းအောင်လိုင်အလိုရှိနေသည့်နျူကလ িয়ার ဓာတ်ပေါင်းဖိုကိုဆက်၍အကောင့်ထည့်ဖော်သွားမည်ဟုတာဝန်ယူတိစောက်ပေးမည်ရုရှားရှိ ရုစားတောင်ကုမ္ပဏီမှသတင်းထုတ်ပြန်လာပါတယ်အစိုးပြုထားသည့်55မီဂါဝက်ရှိဓာတ်ပေါင်းဖိုနှစ်ခုအားမြည်သည့်နေရာမြည်သည့်အချိန်ဆိုသည့်နှင့်ပတ်သက်၍မူမသိရှိရသေးပေ။လောင်ရှိုးတွင်လည်းတရုတ်တန်တမန်တင်ရှိခြင်းကိုယ်တိုင်ရောက်ရှိလာပြီးအပြည့်ခတ်ရဲစဲမှုစောင့်ကြည့်ရေးအုပ်စုဆိုသည့်ဆက်တမ်းများချိတ်ဆွဲထားသောတရုတ်စစ်ကားများရောက်ရှိလာသည်ဟုသိရပါသည်။လောင်ရှိုးရှိစင်နကောင်ဟိုတယ်တွင်လည်းမြန်မာစစ်ဘက်အရာရှိများနှင့်ဆွေးနွေးနေကြဆဲဖြစ်ပါသည်။ နှစ်ဖက်စလုံးမှလာရှို၏အနေထားကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးဟုလည်း AFP သတင်းကဆိုပါတယ်။ ထို့သောနှစ်ဖက်စလုံးကရှက်နေကြပုံရှိတော်လဲတရုတ်တို့ရောက်ရှိလာသည့်အဖြစ်ကိုတရုတ်နိုင်ငံသားဝင်ကြီးဌာနမှအတည်ပြုလိုက်ပြီးဖြစ်ပါတယ်နှစ်ဖက်စလုံးကမြောက်ပိုင်းတွင်ငင်းချင်ရင်းနှင့်တင်းငင်ရေးထိမ့်သိမ်းပေးခဲ့သည့်တရုတ်နိုင်ငံ၏အပြုသဘောဆောင်သည့်အခမ်းကဏ္ဍကိုကျေးဇူးဥပဒေအရတင်းနေကြသည်ဟုတရုတ်နိုင်ငံသားဝင်ကြီးဌာန၏ပြောခွင့်ရအပတ်စဉ်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ကိုဗာသာကို ကြောတဲ့ရင်သက်ပြောဆိုသွားခဲ့ပါတယ်။သို့တော်လည်းတရုတ်သည်တွေ့ရမဲ့နေရှာသည့်မြန်မာစစ်ကောင်းဆောင်များကိုကျုံယုံကျုံကောင်းများဖြစ်လာရန်အကြိုက်ပေးမြူဆွေနေချင်တာဖြစ်ပါတယ်။ယခုလေလာရှူအားစီမံခန့်ခွဲပေးပါရန်တရှိကျွန်းလက်ထဲထိုးအပ်လိုက်ရပြီဖြစ်ပါတယ်။ MNDAA စစ်စင်ရေးခင်များအားမြို့လေကောင်မှမြောက်ဖက်၅မိုင်တောင်ဘက်၃မိုင်အကွာတွင်ချထား၍ကိုကန်တို့၏နယ်နိမိတ်စီးချထားပုံရသည်ဟုဒေသခံများ၏အပြောကိုကိုးကားပြီးမြန်မာနောက်မှဖော်ပြပါတယ်။ ကိုကံအဖွဲ့သည်လာရှုံးမြို့တဲ့ရှိဆက်ပစ္စည်းတစ်ခုမကျန်းဖြုတ်ယူသွားကြသည်ဟုလည်းသိရပါသည်အမျိုးသားညီညွတ်ရေးအစိုးရ၏ PDF တပ်များကနိုင်ငံအလဲပိုင်းကိုချိန်ချောက်လာနေပြီဖြစ်ပြီးစကိုင်းမန္တလေးပဲခူးတနင်္သာရီတို့တွင်စစ်စခန်းပေါင်း162ခုကိုသိမ်းယူထားပြီဖြစ်ပါသည် ထို့ပြင်ခံပတ်ရွှေပြည်အေမော်လူစင်ကူတကောင်တပိတ်ချင်းပင်လယ်ဘူးအင်းတော်စုစုပေါင်းမျိုးရှင်မျိုးကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ယခုအခါတိုက်ခတ်ရေးဆွမ်းရည်နဲ့လက်နက်အင်အားတောင့်တင်းလာပြီးဖြစ်၍ထိုးစစ်ကြီးများရေရှည်ဆင်နွှဲနိုင်စွမ်းရှိလာပြီးဖြစ်သည်ဟုအေအော်ရီသတင်းတွင်ဖော်ပြထားပါတယ်။ညီနောင်သုံးဘော်ဖွဲ့သည်လက်ရှိနေထိုင်ရအောင်ဆင်းနစ်ခန့်အချိန်ယူခဲ့ရတော့လဲပီရီယက်တက်များသည့်၄နှစ်တွင် အောင်ပွဲများဆက်တက်ရရှိလာခဲ့သည်ဟုအေအော်ရီကဆိုပါတယ်။ 比周围的枯干棕蓝色毛茶暗雅米。